ရောက်နေတာကကြောင်ပဲဒါကြောင်ပဲကျွန်တော်တို့ဒါ yes scan နဲ့ရောက်နေတာပါဒီ yes scan နဲ့မှာအကြမ်းဖက်အုပ်စုတွေဒါကျွန်တော်တို့ဟိုမြောက်ကရုမြောက်ပန်ကာလေးလုတ်ခဲ့တယ်ပြီးရင်ဒီအဆောက်အဦတွေမိုက်ခွက်ပြက်ကြည့်တာရေလုတ်ခဲ့တယ်ပြီးရင်သူတို့ရဲ့အတုံးဆောင်ပစ္စည်းတွေရှိတယ်ကျွန်တော်အဲ့အလားတွေဝင်ပြီးတော့ဝင်ပြီးတော့ကြည့်တော့မှဖြစ်ပါတယ်ဒါတော့ကျွန်တော်ဒီကြောင်ပဲမျိုး yes scan နဲ့မှာရှိတဲ့ TNL ရဲ့ဘန်ကာကိုကျွန်တော်တို့ဝင်ပြီးကြည့်မှဖြစ်ပါတယ်။အာဒီမှာဒီမှာသူတို့ရဲ့အာသူတို့ရဲ့အင်ဂျီတွေတွေ့ရတယ်။ဒါတော့ကျွန်တော်တို့ဒီ TNL ရဲ့အင်ဂျီအာဒီမှာ အဲသူရဲ့အင်ဂျီပေါ့ဗျာကျွန်တော်ဖက်နယ်လေးပဲဖက်နယ်တုတ်လိုက်တာပေါ့ဗျာတန်အောင်လို့အပီးရင်လေအပီးနဲ့မှသူတို့ဒီပြစ်ဖို့အတွက်သူတို့မှသေချာသေးသေးချာချာလောက်ထားတယ်ဒါမှသူတို့ရဲ့အင်ဂျီတွေဒါကျွန်တော်တို့ဖက်နယ်တော်တော်လေးပြောင်းသွားပြီဗျာနော်ဒါဒီ uniform တော့ဒါသူတို့ရဲ့ဒါ yes scan ပေါ့ဗျာဒါ TNL လေးရဲပေါ့ဗျာဒါ TNL လေးရဲပေါ့ဒါတော့သူတို့ရဲ့အခေါ်ရဆို TNL တက်ပေါ့ဗျာဒါတော့ရဲပေါ့ဗျာအဲ့တော့ကျွန်တော်ကရဲ uniform လေးကျွန်တော်ကခြေတော့တုတ်တယ် အဲဒီမှာတော့တော့၃ရက်ပေါ့ဗျာ၃ရက်တော့တွေ့ရတယ်ဒါဒါ TNL ရဲရဲတွေစောင်းနေအုပ်ထုပ်ပေါ့ဗျာတော်လေးတော့အဆင်ပြေတယ်ဗျာကျွန်တော်တို့လို့အာဒီမှာဒီမှာဒီမှာဒါတို့ရဲ့အတုံးဆောင်တွေပေါ့ဗျာဒါကဒါကတော့ကျွန်တော်တို့ကတို့ရဲ့မြေရောက်ဘန်ကာပေါ့အဲ့မြေရောက်ဘန်ကာလေကျွန်တော်ဝင်ပြီးလေ့လာမှဖြစ်ပါတယ်ဘာတွေရှိလဲပေါ့ဒါတော့じゃ TNL ရဲ့မြေရောက်ဘန်ကာအဲ့တော့ဘန်ကာ အအောက်ထပ်မှာကျတော့ကျွန်တော်ဘီယာဘူးကိုနေတွေ့ရတယ်ဒါတို့ကခေါင်းကြီးပိုက်နေပုံရပါတယ်ပြီးရင်ဒီမှာဒါတို့ဆေးရှူတယ်ဟာမဆေးရှူတယ်ဟာဒီကောင်တွေဆေးတွေချရတယ်ဆေးတွေချရတယ်အဲ့လှုပ်ချင်တာလှုပ်တယ်လူစိမ့်မရှိလူစိမ့်မရှိလှုပ်ချင်တာလှုပ်တယ်ဒါမြောက်ဘန်ကကျွန်တော်အခြားဘန်ကလည်းကျွန်တော်ထပ်ပြအောင်မယ်ဒီမှာကျွန်တော်တို့မူရီဆိုတာတုံးထားတယ်အက်တွေလည်းတွေ့ရတယ်ကျွန်တော်ကျွန်တော်စူးမှာဆိုလို့ကျွန်တော်မကင်တာဗျဒါတော့ဒါတော့ကျွန်တော်တို့ရခင်ကစကမ်းမှုနဲ့ဒူးမြို့နယ်မှုရဲ့နေ ဲ့ဒါကိုဒီ TNL ဖွဲ့တွေကဒီကနေမဆုတ်ခွာမိမှာမီးရှို့ပြစီခဲ့တာအဆောက်အအုံကကျွန်တော်တို့အကောင့်တိုင်းဘာတစ်ခုမှမရှိတော့ဘူးရကြလည်းမရှိတော့ဘူးဒါမီးရှို့ခံရတဲ့နေရာပေါ့ပြီးရင်ဒီထက်မှဒီဖွဲ့တွေကအခြားသောမြောက်ဘန်ကာတွေရှိသေးတယ်အဲ့ဒါလည်းကျွန်တော်ဆက်ပြီးတော့လေ့လာတော့မှာဖြစ်ပါတယ်လိုက်ကြည့်မယ်ပေါ့ဗျာဒါတော့ကျွန်တော်တို့ yes ကနေမှရှိတဲ့ငွေတိုက်ခန်းဖြစ်ပါတယ်။ရခိုင်ကတော့ကျွန်တော်တို့ငွေတိုက်ခန်းမှာအဲ့ဒီရဲ့အဆောက်အဦရဲ့ရှေ့မှာဆိုရင်ဒါ TNL ရဲ့ uniform များစွာတွေ့ရပါတယ်။ဒါသူတို့ရဲ့ uniform တွေပါဗျာနော်။ဟောဒါတော့ဒါသူတို့ရဲ့ကြီကအုပ်ထုပ်ပါဗျာ။ကြီကအုပ်ထုပ်ကြီးရတာကဒီနားမှာကျွန်တော်တို့ဒါကြီးစားမှန်သွားပုံရပါတယ်။ ဒီမှာကျွန်တော်တော်တော်လေးပွတ်ထွက်သွားတယ်ဒါဒါဆိုတော့လစ်ဖို့သေးကြသွားပြီအဲ့တော့ဒါကကျွန်တော်ငွေတိုက်ခန်းပါဆက်ကြည့်လိုက်မယ်ဗျာဒီဒါကကျွန်တော်ရောက်နေငွေတိုက်ခန်းပေါ့ငွေတိုက်ခန်းရဲ့အချိန်မှာကျွန်တော်ဒါမူရီစီဝါအဖြစ်အသုံးပြုထားတဲ့ဒီမှာအထုပ်တွေတွေ့ရတယ်ဒါမူရီစီဝါသုံးထားတဲ့အထုပ်တွေပြီးတော့ရင်ဒီမှာဒါသူတို့ရဲ့ယူနီဖောင်းတွေယူနီဖောင်းတွေတွေ့ရတယ်အာဒါငွေတိုက်ခန်းကျွန်တော်တို့ပြမယ်ဗျာဒါငွေတိုက်ခန်းပါဒီထဲမှာဆိုရင်ဒီ TNL အဖွဲ့တွေရဲ့ယူနီဖောင်းများစွာတွေ့ရတယ်ကျွန်တော်ကဒီမှာ ိုမိုင်းနေရှိမှဆိုလို့ကျွန်တော်တေချာတစ်ခုချင်းလိုက်မပြတာဒီမှာဆိုရင်ဒီကောင်းနေအသုံးပြုခဲ့တဲ့ဒီမှာကျွန်တော်တို့ဒီမူရီဆိုဝါအသုံးပြုခဲ့တဲ့ဒီ zero app တွေတွေ့ရတယ်ဒါဒီမှာ zero app တွေဒီမှာဆလင်းနေဒါတို့ဒါမူရီဆိုဝါအသုံးပြုခဲ့တဲ့အရာတွေပေါ့ဗျာပြီးရင်ဒါကျွန်တော်တို့ဆေးရှူကိုအသုံးပြုဒီမှာမီဂျက်တွေဒါပြီးရင်ဒါကျွန်တော်တို့ဒါပစ္စတိုထိုးတဲ့ဟာတွေပေါ့အဲ့မှာជីကုန်တွေတော့တွေ့ရတယ်ဗျာနော်ជីကုန်တွေပါတွေ့ရတယ်ဒီကမှာတော့သူတို့ရဲ့ uniform များဆိုတော့တွေ့ရတယ်။ဟိုဒါကျွန်တော်တို့ mind နေရှိမှဆိုလို့ကျွန်တော်တို့တစ်ခုချင်းတော့လှန်တော့ပြီးတော့မပြတော့ဘူး။ အခြားသောဒီမြောက်ဘန်ကာကိုကျွန်တော်လိုက်ပြီးတော့ပြမယ်ဗျဒါတော့ကျွန်တော်တို့ဒီဘန်ကာကတော့ငွေတိုက်ခန်းအနည်းကဘန်ကာဖြစ်ပါတယ်ဒါလည်းမတီးရန်လေးအဖွဲ့တွေဒါအိတ်ဝါနေဝါတဲ့နေရာလေးကွာဒါအဆောက်အဦဘန်ကာကတော့တော်တော်လေးထူတယ်ဗျမဘင်းနေဆိုလည်းတော်တော်ထူတယ်ဗျနော်ဒါဘင်းဘင်းနေတော်တော်ထူတယ်ဒါသူတို့ကတော့ဒါလက်နက်ကြီး drone တန်းလင်းဘုံတန်းကိုသူတို့ခဏအောင်စောက်ထားတယ်လို့နားလေရပါတယ်အော်တော်တော်လေးတက်တက်ရပဲဗျာတို့နေထားတာနော်ဟိုဟိုဝတ်တိုက်တဲ့အောင်ဆိုးသေးတယ်ဗျာဒါတို့တို့ဒီမှာဘီယာဘူးကွင်းနေမွေးရေဆိုတာအသုံးပြရတဲ့အက်တွေတွေ့ရတယ်မှာပိုက်လုံးနေ တွေ့ရတယ်ဗျာကျွန်တော်တေချာတော့ဟိုမပြတော့ဗျာနော်ဒီမှာဒါဆိုလည်းမပြရဘူးခွန်းလေဒီကောင်လေးဒီမှာလူမဆွမ်းသွားကျွန်တော်တို့ဒါပြုတ်မှုခဲ့တဲ့နေရာလေးဘလောက်မရရင်လဲဆိုအခုတော့ဒီကောင်တွေခွေးပြေးပြေးနေရပါပြီဗျာနော်တက်မလို့တော့လိုက်ရှင်းနေတက်မလို့နေမြန်မာနိုင်ငံရတဲ့ဖွဲ့တော့လိုက်ရှင်းနေရဗျာအခြားတော့ကျွန်တော်တို့မြောဖန်ကထပ်ပြမယ်ဒါတော့ကျွန်တော်တို့ဒါ TNL ရဲ့ဒါတတရမြောက်မြောက်ဘန်ကပေါ့ဗျာဒီထဲမှာဆိုရင်သူတို့ရဲ့ဒါ TNL ရဲ့ယူနီဖောင်းတွေတွေ့ရတာပေါ့ဗျာသူတို့ရဲ့ယူနီဖောင်းတွေပေါ့မြောက်ဘန်က တတတယောက်မြောက်ပံကဗျာနောက်ထပ်ဒီခိုင်မမြောက်ပံကရှိလို့ပြောတယ်ကျွန်တော်အဲ့ဒါလေးလိုက်ပြအောင်ဗျာအလုံးမင်္ဂလာပါဗျာဒါလည်းကျွန်တော်တို့ကြောက်မမျိုးဝရေစကန်တွေကအရာရှိနှစ်ထပ်ဆောင်ပါနှစ်ထပ်ဆောင်ကိုဒီ NL ဖွဲ့တွေကဒီကနေမထောက်ကဘူးကကျွန်တော်တို့ဒါမိရှုခဲ့တာပါမှုရတယ်ဆိုတော့မိရှုခဲ့တယ်မှုရတယ်မိရှုခဲ့တော့ကျွန်တော်တို့ဒီအဲဒီအခန်းထဲမှာရှိတဲ့ဒီစက်ကူတွေကျွန်တော်တို့အခြားသောစာရေးကိရိယာတွေအကုန်လုံးကမီးလောင်ပြည့်စည်သွားတယ်ဒါကျွန်တော်မှုရမိရှုခဲ့တာပါဒီမှာဆိုကျွန်တော်မိခိုးနိုင်ရင်တော်တော်နိုင်ပါလိမ့်ဗျာနော်အခြားတစ်ဖက်ကိုပြပါပါဗျာ ါလည်းကျွန်တော်တို့ဒါရာရှိနှစ်ခက်ဆောင်တွေကအခန်းတွေဖြစ်ပါတယ်ကျွန်တော်ရခင်ကတော့ဒီအခန်းထဲမှာတည်နေလေဖွဲ့တွေနေသွားပါတယ်ဒီဖွဲ့တွေကတို့ဒီကနေမဆုတ်ခွာခင်မှာဒါကျွန်တော်တို့ကဒင်းနေမှုရာတွေကိုမိရှုသွားတယ်ဒီမှာတို့နဲ့ပတ်သက်တဲ့အသုံးဆောင်တွေတွေ့ရတယ်ဗျာဒါတို့တည်နေလေရဲ့ရဲပေါ့ဗျာဒီမှာရဲအာဗာရေးထားလဲဆိုတော့အာတို့ဒါတို့ဖလောင်စားနဲ့ရေးထားဆိုကျွန်တော်လည်းမဖတ်တော့ဘူးဗျာနော်ဘေးကတော့ဖတ်တာဥပဒေလိုတော့ကျွန်တော်ဖတ်တတ်တယ်ဗျာဒါဒါမှာတို့ရဲ့ဒါယူနီဖောင်းတွေဗျာနော်ဒီမှာဆိုလဲတို့ရဲ့ယူနီဖောင်းတွေတွေ့ရတယ်ဗျာ ဒါပြီးဒါတော့ဒီ police ပေါ့ဗျာသူတို့ရအသုံးဆောင်လို့ပါဗျာနော်ဒါတော့ကျွန်တော်တို့ဒီဘန်ကာကအဲကြောင်ဝင်းမျိုး yes scan တွေကအကြီးမားဆုံးဘန်ကာလို့ပြောမှာဖြစ်ပါတယ်ထားရှိတဲ့နေရာကအရာရှိနှစ်ထပ်ဆောင်ရဲ့နောက်ကျောင်းမှာထားတယ်တော်တော်လေးကျေပါတယ်ဒါကျွန်တော်တို့ဒီမြေအောင်ခန်းထဲကိုရောက်နေပြီဒါဆက်ပြီးတော့လေ့လာအောင်ဒါတော့ကျွန်တော်တို့မြေအောင်ဘန်ကာဘန်ကာရဲ့အထူကတော်တော်ထူပါတယ်ဗျာဒူကဒူကတပေကျော်လောက်ပါပေါ့ကျွန်တော်ဒီမှာဘင်းရပဲတပေကျော်လောက်ရှိတယ်အပေါ်ကလည်းတော်တော်ထူတယ် ျွန်တော်တို့လေးလာတဲ့မှာဒီဘန်ကာကဒီဘန်ကာကကျွန်တော်တို့အထူးဆုံးလည်းဖြစ်တယ်အကြီးဆုံးလည်းဖြစ်တယ်ဒါသူတို့ရဲ့အခွန်ဖြစ်တယ်ဒီမှာကျွန်တော်တို့ WY လို့ယူဆရတယ်ကျွန်တော်တို့ဒီမှာဆေးပြားရတယ်ကျွန်တော်တို့တွေ့ရတယ်ဒါသူတို့ဒါခေါင်းကြီးပိုင်းလို့ထင်ပါလေဗျခေါင်းကြီးပိုင်းအိတ်တဲ့နေရာလို့ထင်ပါလေတော်တော်လေးလည်းကျဲတယ်တော်တော်လေးလည်းထုတယ်ပြီးရင်ဒီထဲမှာလည်းကျွန်တော်တီးသက်အခန်းတွေလည်းရှိသေးတယ်တီးသက်ခန်းတွေရှိသေးတယ်ဒါဘန်ကာတွေကဒါနောက်ထပ်တကန့်ပါကျွန်တော်နည်းနည်းလေးဝင်ကြည့်လိုက်ပါဗျာအာဒီထဲမှာလည်းဒါဒါဘန်ကာတွေက ောက်တဲ့ဟိုပါအကန့်တစ်ခုပေါ့ဒီမှာသူတို့ဘာလေးဟိုဖြစ်တာလဲဆိုတော့ဒီမှာသူတို့အသုံးပြုလိုက်စီးလေးပြအဲ့ဒါဘာလဲဆိုတော့တောင်ကြပန်းနဲ့အမှတ်တရစိတ်တဲ့အမျိုးသားအာတိုစီရဲ့ဆိုးပြသူတို့စစ်တိုက်တာလားဘာဖြစ်တာလဲတော့မသိဘူးဒီမှာဒီမှာပါဒါသူတို့အသုံးပြုလိုက်စီးတော့ဒါဆိုရင်သူတို့ဒီကျမှာပလောင်ထီးတင်တဲ့ပလောင်မားလေးဒီကျမှာသူတို့ဒါသူတို့သူတို့သူတို့ဟိုဖိုက်ထားပုံရပါပြီနော်ဒါအကြံဖက်အုပ်စုခေါင်းကြီးပိုင်းလို့ယူဆရတဲ့အခန်းဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့အခြားသောမူရီစေဝါနဲ့ပတ်သက်တဲ့အသုံးပြုတဲ့စေဝါလေးတွေ့ရတယ် ဒါသူတို့ရဲ့အခန်းပါဗျာနော်အားလုံးဒါအများပြည်သူမြင်နိုင်သိနိုင်အောင်ကျွန်တော်တို့ကရက်ကူးတင်ပြပေးတာဖြစ်ပါတယ်ဗျာဒါတော့ကျွန်တော်တို့ဒါ yes scan နဲ့မှ TNL လက်နဲ့ TNL အဖွဲ့တွေကျွန်တော်တို့ခွေးပြပြရတဲ့ခါမှာသူတို့လက်နဲ့ခဲနေသူတို့ကြံခဲ့တဲ့ဟာတွေပါဒီမှာကျွန်တော်တို့အာကျွန်တော်ကင်လိုက်မယ်နော်ပေါက်သွားရင်တော့ကျွန်တော်လက်ပါပါဒါသူအသုံးပြုခဲ့တဲ့ 4D ထင်ပါရဲ့နော် 4D တွေအာဒီမှာလက်နဲ့ကြီးကြီးတွေလက်နဲ့ကြီးကြီးတွေဟောက်ထပ်မှလည်းရှိသေးတယ်ကျွန်တော်ထပ်မမရဲတော့လို့ဒီမှာသူတို့ drone ပုံသီးတွေလည်းပါတယ် ျွန်တော်ထပ်မရင်ပေါက်ရင်ကျွန်တော်ကပျောက်သွားမှာဆိုလို့ကျွန်တော်ကပျောက်ပေါက်ပျောက်သွားနိုင်တယ်ဒါဒါလည်းဒီမှာကြံခဲ့တဲ့လက်ကြံတွေပေါ့လက်ကြံပစ္စည်းတွေသူတဲမသွားနိုင်တာဖြစ်ပါလိမ့်မယ်တခြားတွေကောင်းနေခွေးပြေးပြေးရပုံရတယ်ခွေးပြေးပြေးသွားတယ်အဲ့မှာကျွန်တော်ဒီမှာလက်ရှိဒီစကန်ကိုလိုက်ပြီးလေ့လာတဲ့အခါမှာအချို့သောဒီလူပြိုဆောင်တွေအပြိုဆောင်တွေသူဖြတ်သွားတယ်ဖြတ်ပြီးတော့ဟိုမှာသူကတင်နှန်းခမ်းမလို့တိတခမ်းမလှုပ်သေးတယ်တိတခမ်းမလှုပ်ပြီးတော့သူဒီမှာတင်နှန်းတွေပဲပြေးမအောင်ပဲအိတ်ဆောင်တွေပဲတခြားလှုပ်ထားတွေ့ရတယ်တွေ့ရတယ် DNA လေးဖွဲ့တွေခွေးပြေးပြေးရနေတာကျွန်တော်တချို့သောအခန်းတွေမှာပုတ်ဆော်တော့နဲနန်းနေ ောင်းလေးတော့ခွေးပြေးပြေးစီရတော့မြောက်မြုပ်သွားပုံရပါတယ်ဗျာနော်မြုပ်သွားသေချာမှမြုပ်တာဖြစ်ပါလိမ့်မယ်ဒါတော့ဒါကျွန်တော်ရဲစကန်ပင်မအဆောက်ဦးပါဒီတန်နယ်လက်ဖွဲ့တွေကကျွန်တော်နောက်ဆုံးဒီကနေပြေးရမယ့်လူလူအချိန်မှာဒီကြောင်မန်းပြုတ်ပေါ်မှာရှိတဲ့ဌာနဆိုင်ရာယုံတွေကိုမီးရှို့ဖျက်ဆီးစီရတခါလေးရှို့သွားတာပါအဲ့တော့အဆောက်ဦးရဲ့ကျွန်တော်မျက်နှာချက်ကတော့ဘာမှမရှိတော့ဘူးမျက်နှာချက်ဘာမှမရှိတခါလေးဘာမှမရှိတော့ဘူးဒီဒီ yes guy အတွင်းကလေးစားလည်းဘာမှမရှိတော့ဘူး။အဲ့တော့ဒီ yes guy ရဲ့အခြေအနေကိုကျွန်တော်တို့မြင်ရတဲ့မျက်မြင်အခြေအနေကိုကျွန်တော်တို့အတူတူတုံးသွက်ရမယ်ဆိုရင်တင်ပြရမယ်ဆိုရင် ဒီကြောင်မမျိုးမှာရဲစခန်းကြီးကတော့ကျွန်တော်တို့အစဟိုအစ်စ်ပြန်ဆောင်မဲ့နေတာဖြစ်သွားပြီဒီထဲမှာရှိတဲ့အဆောက်အဦတွေကလည်းကျွန်တော်ဘာတစ်ခုမှမကောင်းတော့ဘူးဟိုမှာကျွန်တော်တို့နည်းနည်းလေးကောင်းလာဆိုတော့ဒီဒီအရာရှိဒီနှစ်ထပ်ဆောင်နှစ်ထပ်ဆောင်တခုပဲကျွန်တော်တို့ကောင်းလာတွေ့ရတယ်ကျန်တဲ့အဆောက်အဦတွေအားလုံးကကျွန်တော်တို့အသုံးပြုလို့မရတော့တဲ့အနေအထားဖြစ်သွားပြီဒါကြောင့်ကျွန်တော်တို့မြင်ခဲ့ရတဲ့အနေအထားပါပြီးရင်ဒီစခန်းထဲမှာဆိုလေအကြမ်းဖက်အုပ်စုတွေကတော်တော်ကြီးကိုကျွန်တော်အခိုင်အမာနေရာယူထားတဲ့ပုံတွေ့ရပါတယ်ပြီးရင်ကျွန်တော်တို့ပြီးခဲ့တဲ့ကာလကကျွန်တော်တို့နောင်ချိုရဲစခန်းနဲ့ကျွန်တော်ဝင်ရောက်ခဲ့ပါတယ်အဲဒီအချိန်ကတော့ကျွန်တော်တို့ဘန်ကာနှလုံးလောက်ပဲတွေ့ရတယ် ပြီးပါတယ်သူတို့အတုံးဆောင်ပစ္စည်းတာတိတ်မတွေ့ရဘူးဒီမှာဆိုရင်ကျွန်တော်တွေ့တဲ့နေရာမှာအကြမ်းဖက်အုပ်စုတွေရဲ့ကျွန်တော်တို့အာသူတို့ရဲ့ဒီရဲယူနီဖောင်းတွေတွေ့ရတယ်ပြီးရင်ကျွန်တော်တို့သူတို့ရဲ့ဒီတိုက်ခိုက်ရေးယူနီဖောင်းတွေပေါ့ဗျာတိုက်ခိုက်ယူနီဖောင်းတွေတွေ့ရတယ်ပုံစံမျိုးစုံတွေ့ရတယ်ပြီးကျွန်တော်မြေအောင်ခန်းထဲမှာဆိုလဲဒီအကြမ်းဖက်ကောင်းကြီးပိုင်းနေနေထိုင်ခဲ့တဲ့ကျွန်တော်တောင်ကြပန်းအခန်းထဲမှာဆိုတောင်ကြပန်းဆေးလုပ်တွေရောအမွေးစွာအသုံးပြုတဲ့အက်တွေရောဆေးရှုတဲ့ပိုက်တွေပါကျွန်တော်တို့အစုံတွေ့ရတယ်ဒါတော့ကျွန်တော်တို့ဒီကြောင်မဲမျိုးမှာ yes scan မှာတွေ့ရတဲ့မြင်ကွင်းကိုကျွန်တော်အတူချုပ်ပြီးတင်ပြပေးတာဖြစ်ပါပြီ